ပါခင်ဗျာတောက်ကြသားသမီးတွေလေးလာပိုင်းအတွင်းမှာကြုံတွေ့နိုင်တဲ့အဆိုးအကောင်းအကျိုးအကြောင်းတွေကိုဟောကြားပေးခြင်းပါတယ်ဒေါသကြီးတာမျိုးစိတ်တူမြန်နာမျိုးမျက်ရည်ကျမြန်နာမျိုးတစ်ခုခုကိုဖြစ်ချင်ဟာဖြစ်ဆိုပြီးတော့တုံးတိုက်တဲ့ကြာကကရွက်ပစ်တာမျိုး စိတ်လူလက်ရ လုတ်လိုက်ချင်တာမျိုးတွေရေစုံမျောချင်တာမျိုးတွေအဆရှိတဲ့ စိတ်ကိုတရင်ကအလိုလိုက်ခြင်းနဲ့စိတ်တည်းရဲ့လွမ်းမှုဥစားမှုအောက်ကိုရောက်ပြီးအမားတွေကိုရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်တခုခုကိုလှုပ်တော့မယ်ဆိုရင် ကိုလှုပ်မဲ့အရာရဲ့အပေါ်မှာအတိချက်ချင်းကပ်ပြီးတော့အဲ့ဒီအတိရဲ့နောက်မှာတတိချက်ချင်းလန်နိုင်ပါစေ။ကိုယ်ဒုက္ခပေးနိုင်တဲ့လူတွေကိုကြိုတင်ပြီးတော့တိဖို့လိုအပ်ပါတယ်။တောက်ကြတွေကိုဒုက္ခပေးမဲ့နေနိုင်နေတဲ့မှာတနင်္ဂနွေဗုဒ္ဓဟူယာဟုပါပါတယ်။ တောက်ကြသားသမီးတွေကလေးလာပိုင်းဟာကံကောင်းတဲ့လာပါတမတူမတူထူးခြားပြီးတော့ကိုယ့်ရဲ့ပုံမှန်အလုပ်တွေထဲရနေပြီးသိမ့်ဆက်ချီရချီပြီးဝင်တတ်ပါတယ်ထူးခြားတဲ့အလူဌာနတွေထူးခြားတဲ့နေဗန်စော်တွေထူးခြားတဲ့ကုသိုလ်တွေကို ပြုရမှာပါ ရေချိုးမာခြင်းရေနစ်ခြင်းရေနဲ့ပတ်သက်တဲ့အနေရဖြစ်ခြင်းအစာအသောက်မာခြင်းအပူရှက်ခြင်းတွေကိုဖြစ်ပေါ်စေတတ်ပါတယ် အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာလေအောက်နာမျိုးတွေဖြစ်စေတတ်ပါတယ်။မိသားစုဝင်တွေကတရားရောက်ကြောက်တောကဖြစ်တတ်တဲ့အပြင်ဆွေမျိုးညာတိကဒစိမ့်သို့မဟုတ်ကိုယ့်ရဲ့ရင်းနှီးရတဲ့သူတချို့ရဲ့ကြီးမားတဲ့မေတ္တာထားခြင်းတုံ့ပြန်ခြင်းမေတ္တာတက်ဝင်ခြင်းဂရုစိုက်ခြင်းဖိမပေးခြင်းဆိုတဲ့အကောင်းတွေကိုကြုံတွေ့ရတတ်ပါတယ်။လူပြိုလူလွတ်တောက်ကြသားသမီးတွေကတော့နှစ်ကုန်ပြီးလေးလပိုင်းကနေ၁၇လပိုင်းအတွင်းမှာ အိမ်အောင်ကြဖို့များပါတယ်။ 17လ၄လပိုင်းနဲ့17လပိုင်းတွင်မှာအင်တာဗျူးတွေတောက်ကြသားသမီးတွေဟာကံကောင်းခြင်းအကြောင်းတွေကိုဖန်တီးစေနိုင်ပါလိမ့်မယ်။မိမိချစ်ခင်နဲ့တက်တဲ့သူမိမိတန်ဟောစဉ်ရှိတော်သူကိုဖွင့်ပြောရင်အောင်တတ်ရှိတဲ့ကာလပါ။ကိုယ့်ချစ်တော်သူတွေကိုယ့်ပိုပြီးဆွဲလန်းလာစေဖို့အတွက်ကစုံဥပြုတ်ဖုန်ကြီးဆွန်းလောင်းခြင်းအဖြစ်ကိုယ့်တက်ကံတရားအစွမ်းထက်ပြီးကိုယ့်ချစ်သူခင်သူတွေပေါ်မှာကိုယ့်ဟာပိုပြီးအာနာဇက်တက်ရောက်တာမျိုးဖြစ်စေတတ်ပါတယ်။အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာ လေနဲ့ပတ်သက်တဲ့ယောဂဝေဒနာအာယုံကြောနဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ညာဘက်ဒူးကောင်းကိုထိကိုက်ထန်ရာရတာမျိုးတွေလည်းဖြစ်မယ်လို့ပြထားတာပါ။အစာရင်ယောဂနဲ့ပတ်သက်တာလေးတွေလည်းဖြစ်ပေါ်စေတတ်ပါတယ်။မိမိအသုံးပြုထားတဲ့ဖနက်အဟောင်းတရံကိုရေမျောပစ်ဖို့လည်းမမေ့ပါနဲ့။တောက်ကြသားသမီးရောင်းရင်းဝယ်ရေလုပ်တဲ့သူတွေကအယောင်းဝယ်ကောင်းဖို့အတွက်ကိုလက်ဖက်အနှင်းငယ်စောင့်ဖို့လိုအပ်ပါတယ်။ဒီဝါတပတိဂါထာကိုရွတ်ပတိတလုံးချ ဇီးသားပတိနဲ့ပရိစိတ်ပါမြောက်ရအရှိမြောက်ရကနေငွေဝင်လိုက်မယ်နိုင်ငံရဲ့ခြားကတရင်ကောင်းကြာရတတ်တဲ့ကျွေးဟောင်းမီဟောင်းတချို့ကြည်လိုက်မယ်စီးပွားလက်လာပါအတတေထက်ဝင်မယ်ဗရောက်သားပတိနဲ့လည်းပရိစိတ်လို့ရပါတယ်အိမ်တော်တဲ့တောက်ကြသားသမီးတွေကတော့လင်ကျင်းလင်မယားချင်းစကားများပြီးငွေဝယူရတာမျိုးပြဿနာဖြစ်တာမျိုးတွေဖြစ်ဖို့ရှိတယ် အိမ်တောင်တဲ့ဖြစ်နေတဲ့အတွက်ကြောင့်အိမ်တောင်ရေးပြဿနာကိုဖြေရှင်းတဲ့နေရာမှာစိတ်လက်မှန်ပါမလုံမိစေပါနဲ့အိမ်တောင်ရေးအရှုပ်ရှင်ကိစ္စပေါ်တာမျိုးဆွဆွဲခံရတာမျိုးတိတ်ခါတရားထိခိုက်တာမျိုးတွေကိုဖြစ်စေတတ်ပါတယ်။ကျမရဲ့အညာဘက်ကိုအနှဲငယ်သွားတယ်စီးပွားရေးဘက်ကတော့အတက်ဖက်ကိုသွားလိမ့်မယ်။ခရီးသူခရီးမြတ်သွားတာမျိုးမိဘန်စော်ကုသိုလ်လုပ်ရတာမျိုးအလူအထမ်းကြီးပေးရတာမျိုးတွေဖြစ်စေတတ်ပါတယ်။ ကျွေးမြေရှိရင်ကျေတတ်တယ်ကျွေးတစ်ထပ်မတင်မှုအတွက် ပလန်ချဖို့လိုအပ်တယ်တောက်ကြသားသမီးတွေကလေးလာပိုင်းထဲမှာစီမံကုတ်ကဲပလန်ချမယ်ဆိုရင် အောင်မြင်တဲ့ပလန်ချနည်းလေးတွေကိုချနိုင်ပါလိမ့်မယ် ရော့ဂျန်နယ်လေးဘက်ကတောက်ကြသားသမီးအများစုကလေးလပိုင်းမှာနောက်9နှစ်အတွင်းပလန်ကိုကိုဘသားကိုစာအုပ်ကလေးနဲ့ဆွဲလိုက်အဲ့ဒီလေးလပိုင်းမှာတောက်ကြသားသမီးကိုယ်တိုင်ဖြစ်ချင်တဲ့ဆန္ဒကိုပလန်ဆွဲခြင်းဟာအဲ့ဒီပလန်အတိုင်းအောင်မြင်ဖို့အတွက်ပုံနာရွှေကိုရခိုင်းနဲ့ကြုံပြီးတော့အများကြီးအထောက်အကူပြုပါလိမ့်မယ်စက်ပစ္စည်းအသစ်ဝင်တာမျိုးတွေဖြစ်စေတတ်ပါတယ်ပြီးတော့ဌာနဝိုင်းဆိုင်ရာမှာလုပ်နေတဲ့တောက်ကြသားသမီးတွေကတော့အထက်ပုဂ္ဂိုလ်ရဲ့ချစ်ခင်မျက်နှာချင်းရာထူးကုန်တရက်တိုးခြင်း နေရာထိုင်ခင်းအပြောင်းလဲဖြစ်ခြင်းကောင်းသောကုသတရားအကြောင်းတရားတွေကိုခံစားရခြင်းဆိုတဲ့အကြောင်းတရားတွေကိုကြုံတွေ့ရမှာပါတောက်ကြသားသမီးတွေရဲ့အဆိုးတွေအလုံးကိုပျောက်ပြီးကောင်းတာတွေလာဖို့အတွက်အထက်ပါညွှန်ကြားထားတဲ့ရည်ရည်နဲ့လည်းလုံလောက်ပါတယ်ခொနည်းသားသမီးအပေါင်းအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်ပြည့်စုံပြီးနေ့ရက်တိုင်းနေ့ရက်တိုင်းမှာထူးထူးခြားခြားကံကောင်းပါစေကြုံတွေ့နေရတဲ့အပူတွေကိုခွာချနိုင်ပြီးကြံရှိနေတဲ့နေ့ရက်တွေမှာ ကောင်းစိုးကောင်းကျိုးလိုရာဆန္ဒရည်နဲ့ပြည့်ဝပြီးသာသနာပြုနိုင်သောပုဂ္ဂိုလ်တူတွေဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာအားလုံးသောမိသားစုဝင်တွေစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်ပြည့်စုံကြပါစေတာခင်ဗျာ